ဝမ်းမြောက်ဖွယ်ရာရှင်ပြန်ထမြောက်ရာနေ့ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရဘုရားတန်တော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင် ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အပိုင်းငယ်55ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။အိုသေမင်းသင်ဤလက်နက်သည်အဘယ်မှာရှိသနည်း။အိုမရဏနိုင်ငံ တင်ဤအောင်ခြင်းသည်အပေမှာရှိသည်။ဒီနှုတ်ကပတ်တော်လေးကကျွန်တော်တို့အတွက်အင်မတန်မှတကူပါတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။ယေရှုခရစ်တော်သာ ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်ဒီလိုကြွေးကြော်နိုင်မှာမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူအပြင်တင်မင်းကိုကျွန်တော်တို့အန်တုနိုင်ပြီဖြစ်တယ်လို့ဒီနှုတ်ကပတ်တော်အပြင်သိရပါတယ်။တင်မင်းရဲ့လက်နက်ပမာလေမရဏနိုင်ငံရဲ့အောင်ခြင်းဟာ ဘယ်မှာရှိတော့မှာလဲလို့ဒီလိုကျွန်တော်တို့ကစိန်ခေါ်လို့ရပြီဖြစ်ပါတယ်။တေမင်းရဲ့လက်နက်ဆိုတာကဒူးစရိုက်အပြစ်ဖြစ်ပါတယ်။ဒူးစရိုက်အပြစ်ရဲ့တကိုးကပြည့်ညတ်တရားဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်သခင်ရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကဒူးစရိုက်အပြစ်ကိုဖယ်ရှားပြီးပြည့်ညတ်တရားရဲ့တကိုးကိုလည်းချိုးဖျက်ခဲ့တယ်လို့နားလည်ရပါတယ်။ဒါကြောင့်ပြည့်ညတ်တရားရဲ့အောက်မှာကြုံခံပြီးတော့မှ အပြစ်ကနေမလွတ်နိုင်တဲ့လူသားအားလုံးအတွက်ယေရှုခရစ်တော်ရဲ့ရှင်ပြန်တမြောက်ခြင်းတကူအားဖြင့်အောင်ခြင်းခွင့်ကို ပေးပြီလို့နားလည်ရပါတယ်။ဒါကြောင့်ပြည့်ညက်တရားရဲ့အောက်မှာဒူးစီရရဲ့ကျွန်ဖြစ်နေကြတဲ့ကျွန်တော်တို့တွေဟာသေမင်းကိုကြောက်ပြီးတော့မှမရဏကိုဆင်းရမှာဖြစ်ပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီသေမင်းနဲ့မရဏရဲ့အောင်ခြင်းတွေကိုချိုးဖျက်ပြီးသင်းချိုင်းကနေရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ အိုတေမင်းတင်းရဲ့လက်နက်ကဘယ်မှာလဲအိုမရနာနိုင်ငံတင်းရဲ့အောင်ချင်းကဘယ်မှာလဲလို့ကျွန်တော်တို့ကပြန်လဲပြီးတော့မှစိန်ခေါ်နိုင်ပြီးကြွေးကြော်နိုင်ပြီးဖြစ်တယ်ဆိုတာကို နားလေသိရှိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့လူတိုင်းဟာလောကမှာတေရမဲ့သူတွေကြီးပါပဲမတေတဲ့သူတယောက်မှမရှိပါဘူးတေပြီးရင်ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေလူတွေမှာအပြေမရှိပါဘူးတိုးတော်လည်းပဲသခင်ယေရှုခရစ်တော်က လူသားတွေကလူသားတယောက်အနေနဲ့ဖြစ်ပေမဲ့ဘုရားသခင်က ထိုယေရှုခရစ်တော်ကိုသေခြင်းကနေရှင်ပြန်ထမြောက်စေခဲ့ပြီးမို့လို့ယေရှုခရစ်တော်ကသေခြင်းကို အောင်မြင်သောဘုရားခင်ရဲ့သားတော်ဖြစ်တဲ့ထိုတင်ကြီးကို အောင်မြင်ခြင်းက သူသည်ဘုရားခင်ဆေလွတ်တော်သားတော်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေခဲ့တာပဲဖြစ်ပါတယ်။ပြီးတဲ့အခါမှာသေပြီးရင်ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေရှင်းလင်းစွာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်ရဲ့ဘဝအတွက်မျှော်လင့်ရာအထွတ်အထိပ်ကတော့သခင်ယေရှုပဲဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ဟာလောကကတိုင်မှာပဲလမ်းဆုံးပြီးပြန်လည်ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာအပြစ်ကတော့လွတ်ခြင်းလွတ်မယ်။အပြစ်စေးကြောခြင်းကိုခံရကောင်းခံရနိုင်တယ်။ဒါပေမဲ့ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်တော့ကျွန်တော်ရဲ့အသက်တာဟာအပြစ်ထဲမှာပဲ အပြစ်လုံလိုက်တောင်းပန်လိုက်နေပဲပြီးသွားမှာပဲဖြစ်ပါတယ်။ဘုရားနှစ်သက်တဲ့အတ္တတာဝိညာဉ်ရေးရအတ္တတာတေခြင်းကို အောင်မြင်တဲ့အတ္တတာအပြစ်တကိုးကို အောင်မြင်တဲ့အတ္တတာဆိုတာတွေ့ရတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကဒုစရိုက်အပြစ်ကို အောင်မြင်ခြင်းပြည့်ညက်တရားရဲ့တကိုးကို ချိုးဖြတ်နိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အတ္တတာမှာယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်းရှင်ဖြစ် ယုံကြည်လက်ခံပြီးဆိုရင်တော့နံပါတ်1အပြစ်ခွင့်လွှတ်ခြင်းကိုရတယ်အပြစ်ဆေးကြောခြင်းကိုခံရတယ်ယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်ဖြစ်တယ်နံပါတ်2ကျွန်တော်တို့ဟာဒူးစရိုက်ရဲ့သားကောင်းနေမဟုတ်တော့ဘူးဒူးစရိုက်ရဲ့လက်နက်မဟုတ်တော့ဘူးဒူးစရိုက်ကိုအောင်မြင်တဲ့သူတွေဖြစ်တယ်ပြည့်ညတ်တရားရဲ့တကိုးတွေကိုကြောက်เสียမလိုတော့ဘူးဆိုတာကိုနားလည်သိရှိရပါတယ်ဒါကြောင့်ရှင်ပြန်ထမြောက်ခြင်းရဲ့တကိုးကိုသေချာစွာကျွန်တော်တို့နားလည်ပြီးတော့မှာ ထိုရှင်ပြန်ထမြောက်ခြင်းရှိသော အရှင်နဲ့အတူရှင်ပြန်ထမြောက်တဲ့အသက်တာနဲ့အသက်ရှင်ဖို့လိုပါတယ်ဖြာရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်တေမင်းရဲ့လက်နက်တွေနဲ့မရဏာရဲ့အောင်ခြင်းရဲ့တကိုးတွေကိုချိုးဖျက်ခဲ့သောအရှင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့သောကြောင့်ကိုရုကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုမျော်လင့်စရာရှိစေတယ်ကျွန်တော်ရဲ့ဟောပြောခြင်းတွေမှာလည်းအတိပဲရှိစေတယ် ယုံကြည်ခြင်းတွေမှာလည်းအတိပဲရှိစေတယ်။ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်ရဲ့အသက်တာမှာမျော်လင့်စရာအကြောင်းရှိလာလို့ခြေဆုတင်ပါတယ်။ဒါမှတော့ပုံကြည်ပါစေ။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလည်းကိုရောရဲ့အောင်ခြင်းကိုကိုယ်တိုင်ခံစားပြီးဖယားသားသမီးတယောက်ပြီးသားစေတော်မူပါခြေဆုတင်ပါတယ်။ခြေဆုတော်ကိုချီးမွမ်းတဲ့ခန္ဓာစိတ်ဝိညာဉ်လိုအပ်တဲ့မဆချက်အမျိုးမျိုးကိုချပေးပါမိအကြောင်းလည်း ဆုတောင်းပေးပါရယ်ဒီနေ့တနေ့တာလုံးကိုယေရှုခရစ်တော်နာမ၌စကအနံ၍ဆုတောင်းပါ၏အာမင်